MSI ရဲ့ပထမဆုံး hand hair ဖြစ်တဲ့ပေါ့နော် MSI color first generation ကပေါ့နော်ထွက်လာတဲ့အချိန်မှာသူတို့တောင်းတဲ့ဈေးနဲ့အဲနောက်ပြီးတော့ပြန်ရတဲ့ performance အပိုင်းနဲ့နောက်ပြီးတော့ battery efficiency optimization အပိုင်းနဲ့အားနည်းတဲ့အတော့ကြောင့်မလို့ပေါ့နော်အဲစိတ်ပြက်ခဲ့ရတဲ့ပြဿနာတွေအများကြီးရှိရပေါ့နော်အဲ့ဒီထဲမှာကျွန်တော်အပါဝင်ပေါ့နော်ဆိုတော့အခုချိန်ကကျတော့ gen 2လာပြီပေါ့နော်ဆိုတော့ဒီအသစ်ထွက်ရှိလာတယ်ပေါ့နော် claw 8 ai plus ကကျတော့တကယ်အပြောင်းအလဲကြီးပေါ့နော်အသစ်ထွက်လာတဲ့ intel ရဲ့ Luna Lake Core Ultra 7 processor နဲ့အတူတူပေါ့နော်ဒီပို့ပြီးတော့ကြီးလာတဲ့ screen size ဆံပြီးတော့ battery life ကလည်းပိုတိုးလာတဲ့ design ကလည်းပို့ပြီးတော့ကြီးကောင်းလာတဲ့အတွက်ကြောင့်မလို့ပေါ့နော် handheld PC game လောကမှာပေါ့နော် ROG Ally X မျိုးပြိုင်ဘက်တွေနဲ့ရှင်မှန်ဆိုလို့ရှိရင်တော့တော်တော်လေးရေမောင်တန်းလို့ရတဲ့အပြင်ပေါ့နော်တချို့နေရာတွေမှာအပြတ်သက်ယူတာနေတာတွေ့ရတယ်ဆိုတော့ design နဲ့ဘေးကိုကျွန်တော်အရင်သွားမယ်ပေါ့နော် design နဲ့ဘေးကိုကြည့်မယ်ဆိုလို့ရှိရင် this guy is massive bro claw uh video အခု တွားရှာပြီးကြင်ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီ claw first jam ကိုကျွန်တော် လုတ်ထားပေးတယ်ပေါ့နော်အိတ်ကောင်နေပြီ is a beast အိတ်ကောင်နေမှာကြည်နေ size ကနေပဲပေါ့ပြောမယ်ဆိုလို့ရှိရင်ပေါ့တိတိတတကြီးကြီးွားတယ်ပေါ့နော် form factor ကပိုကြီးွားတယ် screen ကတော်တော်လေးပိုကြီးဟိုရှစ်လက်မဖြစ်သွားတာလဲပါတယ်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ claw 8 ai က963 gram အလေးချိန်ရှိပြီးတော့ပေါ့နော်ဒီ rog align extension မယ်ဆိုလို့ရှိရင် rog align x က685 gram metric ကျမလို့တိတိတတကြီးပိုပြီးတော့လေးတယ်ပေါ့နော် ဒါပေမဲ့ပုံပြီးတော့လေးတယ်ပုံပြီးတော့ကြီးလိုက်တော့ကြောင့်မလို့လက်ထဲမှာကန်ရတာကြီးอ่ะတမျိုးအရန်ကြီးလာဆော့လို့မကောင်းလားဘာညာလို့မေးတယ်ဆိုလို့ချင်းအဲ့လိုမျိုးလုံးဝမဖြစ်ဘူးပေါ့နော် ပြီးတော့လော်ဒါဘေးရဲ့ဒီဇိုင်းလည်းတူးတုံဒီဇိုင်းများတော်လေးပရီမီယံဆန်တယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်အထူးသဖြင့်ဘာလို့လဲဆိုတော့ပြဒီလောကမှာကြတော့ပေါ့နော်လောကအဖြူပုံစံလိုမျိုးလာတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်သူကအမဲပဲအမဲကအရင်များတယ် floor first generation ဆိုလို့ရှိရင်အမဲတုံးကြီးလာတယ်ပေါ့နော်အားလုံးကပြောရမယ်ဆိုရင် steam deck ပုံစံလိုက်သွားကြတယ်အတွက်ကြောင့်မလို့မှာဆိုတော့ဒီ second generation မှာသူ့အတူခွဲထွက်ပြီးတော့ဒီလိုမျိုးလိုက်တယ်ဒီလိုမျိုးပုံစံမျိုးလေးလုပ်လိုက်တာကတော်တော်လေးကိုဟို stand out ဖြစ်သွားပြီးတော်တော်လေးလှသွားလို့ကျွန်တော်တို့မြင်တယ် ဒီဇိုင်းနဲ့ဘေးဘိုင်းမပြောမှန်သလိုရှင်ပေါ့နော်အကုန်လုံးကလုံးဝ upgrade ဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော် RGB LED stick ဒီဒီ controller ring နေတယ်ပေါ့နော်နောက်ပြီးတော့အနောက်က cover ကိုဖြစ်ပြီးပေါ့နော်အထက်ကပါတဲ့ SSD နဲ့နောက်ပြီးတော့ battery ကိုပါလဲလို့ရတယ်ပေါ့နော်ဆိုတော့ကိုက clip တက်တယ်20ရှိတယ်အဲ့ဒီ risk တွေယူခဲ့ရတယ်ဆိုလို့ရှင်ကိုက tech savvy ဒီရတဲ့ရန်ဝတနာပါတဲ့ enthusiast ဆိုလို့ရှင်ကိုကိုဖွင့်ပြီးတော့ spare part လဲတာဘာညာ clip တာအဲ့ဒါလောလောကူကူလုံနိုင်အောင်လုံပေးတာကျွန်တော်တော်သဘောကျတယ် အစောနကျွန်တော်ပြောခဲ့ရတယ်ပေါ့နော်ဒီ controller အပိုင်းဘာအပိုင်းကိုပေါ့နော်အဲ့ဒီအပိုင်းကိုတော့ improve ဖြစ်သွားပြီဆိုတော့ technology အသက်ရလို့တော့မဟုတ်ဘူးအရင်ကတည်းကသူတို့သုံးတာက Hall effect analog stick တွေနဲ့ trigger တွေကိုသုံးနေတာအဆက်မပြတ်ပဲပေါ့နော်တောက်လျှောက်သုံးနေတာပေါ့နော်ဆိုတော့ magnetic sensing နီးစနစ်ကြပေါ့နော်အဲ့ဒါသုံးနေတော့ကြောင့်မဟုတ်ဘူး controller သုံးမယ်ဆိုတော့ drip ဖြစ်တာပန်းကြတဲ့နဲတဲ့နောက်ပြီး module life span ကလည်းပုံပြီးတက်တန်းရှိတယ်နောက်ပြီး trigger feedback ကလည်းကျွန်တော်ရဲ့အတိတ်တရားကိုကျွန်တော်ဗီဒီယိုတော့မရိုက်နိုင်ခဲ့ဘူးဒါပေမဲ့အတိတ်တရားရဲ့ ASUS ROG Ally X ကိုကျွန်တော်အဲဆန်းတယ်ဆန်းလင်းဆန်းပြီးတော့ပြောမယ်ဆိုလို့ချင်း feedback အပိုင်းဘာအပိုင်းညာပိုင်းက MSI glow 8a ပို့ပြီးတာလို့ကျွန်တော်ရရဲ့တင်းနေပြောရဲတယ် အာနောက်ပြီး touch pad ပြောမယ်ဆိုရင် touch pad ပို့ပြီး PPI ပို့များတော့ကြောင့်မလို့ပို့ပြီးတော့အာ touch ဖြစ်ရတာပို့ပြီးထိထိမိမိရှိရလို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်တခုတော့ရှိတယ်ကျွန်တော်ဟာကတော့ကျွန်တော်အပေါ် tempered glass မတက်သေးဘူးပေါ့နော်အဲ့ဒါကြောင့်မို့ထိထိမိရှိတာလားမသိဘူးပေါ့နော်ဗာကျွန်တော်လာပေးရဲ့ unit မှာဆိုလို့ချင်း tempered glass တော့မပါလို့ပါပေါ့နော်ဆိုတော့ဒီ unit ပဲရှိရတဲ့ကြောင့်မလို့ကျွန်တော် tempered glass မတုံမဲနဲ့ကျွန်တော်ကတော့တုံးတော့တုံးနေတယ်ဒါပေမဲ့ထိထိမိမိရှိရလို့ပို့ကြောင်ပို့ထင်တယ်ကျွန်တော် clock jam ဝမ်းမှာဆိုလို့ချင်းကျွန်တော် complaint တက်ခဲ့တာဗာလဲဆိုတော့ RB နဲ့ LB button ပေါ့နော်အဲ့ဒီ issue ကိုလုံးဝ fix ဖြစ်သွားပြီဘယ်နာပဲနှိမ့်နှိမ့်လုံးဝ လုံးဝတိတိမိမိပဲဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကကြတော့အနောက်ကနေပြီးတော့သူတို့ပြောင်းလိုက်တာကပါလဲဆိုတော့ဗျာဒီဟာကြီးကအရန်ထိုးမထွက်တော့ဘူးထိုးမထွက်ပဲနဲ့နည်းနည်းရော့ပြီးတော့အနေနဲ့လေးနှိမ့်လိုက်ရတဲ့ရအောင်လုပ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် trigger button လိုမျိုး feed တော့မရတော့မရတော့ပြင်မဲ့ပို့ပြီးတော့ responsive ဖြစ်သွားလို့ပြောလို့ရတယ်ပေါ့နော်နောက်ဆက်ပြောမယ်ဆိုတော့ကျ IO ပေါ့ပေါ့နော် IO ပြောပေးမယ်ဆိုတော့ကျပေါ့၄ရောက်ထဲမှာတော့ MSI ကတကယ်အဟဟကတူတွေမှာအကောင်းဆုံးလို့ပြောလို့ရပေါ့နော်28 Thunderbolt ပေါ့က 40Gbps per second transfer လုပ်လို့ရတယ် Thunderbolt ပေါ့ဆိုတာနှစ်ခုပါပြီပေါ့နော်အဲ့ဒါကျွန်တော်ဘာလို့ highlight လုပ်ရလဲဆိုရင်တော်တော်များများကတပေါ့ပဲပါတယ် တပေါ့ပဲဆိုပါ issue ရှိလဲဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့တွေထားပေါ်တော့ပေါ့နော်အားပြည့်ရှိပြီးတော့ဒီတဲ့ကို transfer gainify တွေ transfer လုပ်ပြီး install လုပ်မယ်ဘာညာဘာညာလုပ်မယ်ဆိုကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့ဟိုတော်တော်များများအနေနဲ့ဗျာ gainify နဲ့ triple a game နဲ့ဆော့ပြီးဆိုလို့ရှိရင်ဗျာဟို steam မှာကျွန်တော်တို့ pc မှာရှိတာပြီးသားဆိုလို့ရှိရင်ထပ်ပြီးတော့ဒီကနေထပ်မထောင်းတော့ကျွန်တော်တို့ကနေပြီးတော့ဒီ steam file တွေကို backup လုပ်ပြီးတော့ ssd ထဲမှာထည့်ပြီးတော့ထိုးပြီးတော့ transfer လုပ်ပြီးဟုတ်တယ်မလားဒီကောင်ကတော့အာပြောမယ်ဆိုလို့ရှိရင် storage ကတော့များတော့များကျွန်တော်ခဏနေ storage ကြောင့်ပြောပြမှာပေါ့နော်ဒါပေမဲ့ storage များတယ်ဆိုပေမဲ့ဗျာ insulation file တွေဘာညာဘာညာဘာညာအများကြီးထည့်ပြီးတော့ဒီမှာအရန်ပြည့်သွားပြီဆိုလို့ရှိရင် virus ရဆိုလို့ရှိရင် SSD ရှိရဆိုလို့ရှိရင် SSD နဲ့တခါတည်းထိုးပြီးတော့ twin လို့ရတယ်သောသော battery အားနည်းတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ handheld တွေကတာမန် PC ဘာညာနဲ့ရှင်မယ်ဆိုလို့ရှိရင် installation time ကပိုကြာတယ်အထူးသဖြင့် AAA gain နဲ့ဆိုလို့ရှိရင် installation time ကတော်တော်လေးကြာတတ်တယ်တစ်နာရီတစ်နာရီအထက်တွေကြာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ battery ရဲ့တစ်ခါလေကြားထဲမှာကုန်ကျင်တယ်လို့ဖြစ်တာလည်းရှိတယ်ပေါ့နော်ဆိုတော့ SSD ကတန်းသွင်းမယ်ဆိုလို့ရှိရင်တိတ် issue မဟုတ်တော့ဘာလို့လဲဆိုတော့ port နှစ်ခုပါတဲ့အတွက်ကြောင့်မို့ဒီပြိုင်နေတယ်လို့လို့ရအဲ့ဒီဟာကတကယ် မိုင်းမိုင်းတကယ် mind blowing တကယ် game changer ပေါ့နော်ဟဲဟဲတော်တော်များများအနည်းဆုံးတော့ပေါ့နှစ်ခု သုံးခုလောက်တော့ဒီလိုမျိုး live ပြီးထည့်တဲ့ရင်ကျွန်တော်တို့မြင်နေ။နောက်ပြထုံးတဲ့ lambda ပေါ့နော် port တွေပြောမယ်ဆိုလို့ရှိရင်တော့ဒီ micro sd reader လေးပါတယ် wifi လည်း wifi 7နဲ့လာတယ်ပေါ့နော် bluetooth တော့ပါတယ်တော်တော်တစ်ခုပဲရှိတယ် webcam တော့မပါဘူးပေါ့နော် although i i I don't give a shit about webcam okay ဆိုတော့ display သွားအောင်မှာ display ပြမယ်လို့ဒီကောင်အဓိကပြောမှာတော့8 inch ပေါ့နော်ရှစ်လက်မရှိတဲ့ IPS panel ပဲပေါ့နော် clock generation 1နဲ့ရှင်းမယ်ဆိုလို့ရှင်ခုနလက်မနဲ့ရှစ်လက်မဖြစ်သွားတာပေါ့နော် resolution ပြောမယ်ဆိုလို့ရှင်ညော1920အမြောက်ဒီ1200ဒီ resolution ပဲလာတယ်ပေါ့နော်ဒီ ratio ကကျတော့16:9 ratio နဲ့ဒီ horizontal ပုံဖြစ်တဲ့လေယောက်နဲ့လာတယ်ပေါ့နော်နောက်ပြီး 120Hz ratio နဲ့လာတယ်ပေါ့နော် VR support နဲ့လာတယ်ပေါ့နော်အဲ့ဒါအပြင်ပေါ့နော်သူက brightness ကကျတော့နည်းနည်းလေးတိုးလာတယ်ပေါ့နော်အရင်တော့ဆို brightness ကကျတော့900 nits ပဲရှိတယ်အခုကတော့924 nits ဖြစ်သွားပြီပေါ့နော် နောက်ပြီးတော့အရင် generation နဲ့ရှင်မယ်ဆိုလို့ကျမနော် string quality တိတိတာပို့တိုးလာရပါတော့။ဒီနေ့8.5 sRGB vibrating ရှိတယ်ပေါ့နော်။ DCI-P3 ရကျတော့71%ရှိတယ်ဆိုတော့ mic တဲ့ display color အနေထားလို့ပြောလို့ရရပါတော့။ဆိုတော့ color accuracy ပိုင်းကြည့်မယ်ဆိုလို့ကျမနော် audio line အစ်ဆက်တံပို့ပြီးတော့ mic တဲ့လို့ပြောလို့ရရပါတော့။ဒါပေမဲ့ generation 1လုံး PWM flickering ရှိတယ်ဆိုတော့ကျမလို့မျက်လုံးနဲ့ကြည့်ရတာရေရှည်ကျွန်တော် gaming session အကြာကြီးဆော့မယ်ဆိုလို့ကျရင်တော့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်။ကဲအဲ့တော့ performance ကိုတွေးအောင်ပါနော် performance ကြောင့်ပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကတော့တော်တော်လေးကိုပို့ပြီးတော့ upgrade ဖြစ်လို့ပြောမှာပါလို့ဆိုတော့ generation 1နဲ့တခြားစီပဲ Lunar Lake processor တွေတုံးလာတာပေါ့နော် overall ရတော့ upgrade ပေါ့နော်ပါလို့ဆိုတော့ဒီ4.8 GHz ရှိတဲ့8 core ပါတယ်ပေါ့နော်နောက်ပြီး TDP ကကြတော့ ဒီ37 watt/31 watt လာတယ်ပေါ့နော်ပြီးတော့ GPU ကကျတော့ Intel Graphics 140 volt နဲ့လာတယ်ပေါ့နော် RAM က32 GB DDR5X F533 တွေနဲ့လာတယ်ပေါ့နော် SSD ကကျတော့ 1TB နဲ့လာတယ်ကျွန်တော်မြင်ကကျတော့ဒီ SSD က 1TB လာတာကအနည်းဆုံး bare minimum လို့ကျွန်တော်ထင်တယ်ဒါဆိုတော့ performance ကိုဆက်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် latest game လေးတွေဆိုကျွန်တော်မသွားခင်မှာတခုကြားပြပြောမှာကျတော့ဗာလဲဆိုတော့ um အရင် generation 1နဲ့ကွဲသွားတာလေကျွန်တော်ချက်ပြောပြမှာဗာလဲဆိုတော့အဓိကကတော့ဒီ MSI Center AMD ပဲသွားသွားပေါ့နော်ဒီ quick set တွေ menu ပဲသွားသွားပေါ့နော် အဲသူက user scenario ကရင်းကွာွားတာဗာလဲဆိုတော့ AI ရဲ့နောက်ပြီးတော့ဒီ balance ရဲ့ performance ဆိုပြီးတော့သူတို့ကကြာတော့သူတို့လာ mode တုံးကပြောင်းသွားပြီ AI ရှိသေးတယ် intelligent gaming ကရှိသေးတယ်မဟုတ်အဲ့ဒါတော့ auto သူကသူ switch လုပ်ပေးတာဗောနော scenario ပေါ်မူတည်ပြီးတော့နောက်တစ်ခုကကြတော့ endurance ဖြစ်သွားတယ်နောက်တစ်ခုကကြတော့ manual ဆိုပြီးပြောင်းသွားတယ်ပေါ့နော်အရင်ကဆို performance ဆိုလို့ရှိရင် तू က AI detect လုပ်ပဲဖြစ်ဖြစ်ကွာထားရဆိုလို့ရှိရင် maximum ဒီ TDP ပေါ့နော်ဒီလိုဆုံးပြောမယ်ဆိုလို့ရှိရင် power ကျွေးတာပေါ့နော်အဲ့ဒီဟာက maximum ထားရတာဒါပေမဲ့အခုကကြတော့ manual user scenario ကိုကပြောင်းလာရဆိုလို့ရှိရင် by default ရဆိုလို့ရှိရင် 17W ကိုပဲသူတို့ပေးတာအားပေးတာရပါတော့နော် intelligent mode ဆိုလို့ရှိရင် तू က 17W နဲ့ 8W နှစ်ခုကြားရပဲ switch တာသူကဒီက gaming ဟိုဖြစ်ပြီဆိုလို့ရှိရင် तू က manual mode ကိုသွားမ switch ဘူးနော်အဲ့ဒါသိထားမယ်ဆိုတော့ကိုက game ဆော့ပြီဆိုလို့ရှိရင် manual mode ကိုအမြဲတမ်းပြောင်းထားရမယ်အဲ့ပြောင်းထားဖို့မတိုင်ခင်မှာ तू MSN sender M နဲ့ဝင် setting နဲ့ user scenario setting နဲ့သွားပြီးတော့ manual controller သွားပြီးတော့ 30W ကိုသွားပြီးတော့ပြောင်းထားပါ fan အပိုင်းကကြတော့ အော်တိုထားလို့ရတယ်လို့ကျွန်တော်တို့ပြောခြင်းတယ်ပေါ့နော်။ဘာလဲဆိုတော့ဒီတစ်ခေါက်အော်တိုမက်တစ်ဒီဖန်အပိုင်းကပြင် adjust လုပ်ပေးတာဘာညာကတော်တော်လေးကိုအာတိကျမြန်ဆန်တယ်လို့ပဲပြောမှာပေါ့နော်။ Okay ဆိုတော့ကျွန်တော်တို့ game ရဲ့အာ performance ကိုကျွန်တော်တစ်ချက်သွားမယ်ပေါ့နော်။ဆိုတော့ စပါရမန်2စပါရမန်2လို့မျိုး triple a game ကိုဆော့မယ်ဆိုလို့ရှိပါတော့ default setting ကိုကျွန်တော်တို့ဒီခုနပြောခဲ့တဲ့ဒီ ai engine/71 နဲ့ပဲဆိုလို့ရှိရင်ပေါ့နော်သူကကြတော့ဒီ25 fps နဲ့မျိုး35 fps ကြားထဲမှာ stable လာရဲပေါ့နော်တတိယပေါ့နော် maximum power နဲ့ဆော့မယ်ဆိုလို့ရှိရင်ပေါ့နော်အနည်းဆုံးတော့35 fps ကနေပြီးတော့45 to 60ကြားထဲမှာအိမ်သားလေးမှာနည်းနည်းတော့ fluctuate တော့ဖြစ်တော့ဖြစ်နေတာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီ Spider-Man 2ကိုဆော့တဲ့ setting ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ပုံမှန်လုပ်နေတဲ့ setting မှာအကုန်လုံးကို high ပေးတယ် just ဆိုတာဘာတစ်ခုပဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော်က bloom ကိုအရန်မုန်းနေလို့ကြောင့်ကျွန်တော် bloom shot ရတယ်နောက်ပြီးတော့ motion blur ကိုကျွန်တော် shot ရတယ်အဲ့နှစ်ခုပဲကျန်လာတဲ့အကုန်လုံး high setting မှာကျွန်တော် dummy data နဲ့ပြောမယ်ဆိုလို့ရှိရင် dummy data လည်း nominated ချက်နည်းနည်းလေးကြာပြီနောက်ပြီး nominated ချက်ကလည်းတော်တော်လေးကိုအဲ optimize ဖြစ်တဲ့ game တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် triple a game ဆိုပေမဲ့လည်း တော်တော်လေးကိုအာ frame per second ထွက်တယ်ပေါ့နော်ကျွန်တော်တချို့နေရာတွေမှာဆိုလို့ရှိရင် busy မဖြစ်တဲ့နေရာတွေမှာဆိုလို့ရှိရင်120 frame per second လောက်ထွက်တာသတိထားမိပြီးတော့အဲအနည်းဆုံးတော့60 fps frame အောက်ကိုမကျပါဘူးဆိုတော့ကျွန်တော်သတိထားမိတယ်ပေါ့နော်ဆိုတော့အဲ့ဒါ performance ကတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်တခုကကျတော့ expectation 33ပေါ့နော် expectation 33ကကျတော့ double a တိုက် triple a တိုက်တယ်မဟုတ် triple a တိုက်တယ်ပေါ့နော်ဒါပေမဲ့ qua ွားတာက obviously ဒီ game ရဲ့ quality က double a triple a ဆိုလို့ရှိရင် qua ွားရရောွားတော့ထင်တော့တင်ကြတယ်ပေါ့နော်ဒါပေမဲ့ အဓိကကျတော့ဒီ look အပိုင်းမှာကျတော့တော်တော်လေးကြည်ကောင်းတယ် expectation 33ပေါ့နော်ဒါပေမဲ့ double a triple a ကွာသွားတာဗာလဲဆိုတော့ setting by option ဘိုင်းမှာတော်တော်လေးကိုဟိုအားနေသွားလို့ပြောလို့ရပါတော့ဆိုတော့တချို့လူတွေ complain လုပ်ကြပါလဲဆိုလို့ရှိရင်ဒီနေ့နည်းနည်းလေးဟို latest ပဲဖြစ်တဲ့ setting မှာဆိုလို့ရှိရင်တချို့အပိုင်းမှာ rendering လောက်တာဒီဘာညာဘာညာ rendering struggle ဖြစ်တယ်မလားပြောချင်တာက expectation 33ဆိုတဲ့ game ကလည်း graphically အရာပေါ့ graphic အရာကြည့်ရတာရှုရတော်တော်လေးလှပြီးတော်တော်လေး demanding ဖြစ်တဲ့ game တစ်ခုပဲ okay so version 33ကိုကျွန်တော်ဆော့မယ်လို့ default setting နဲ့ပဲပေါ့เนาะ71နဲ့ပေါ့เนาะ automatic switch channel နဲ့ဆိုလို့ရှိရင်30 to 35 fps မှာ stable ဖြစ်တယ်ပေါ့เนาะ so 31နဲ့ဆော့မယ်ဆိုလို့ရှိရင်ပေါ့เนาะအအနည်းဆုံးတော့45တိတဲ့40ဂျာထဲမှာအဲ့လို minimum လောက်တော့ရတယ်ပေါ့เนาะကျွန်တော်ဘာလို့ minimum ပြောရလဲဆိုလို့ရှိရင်60တို့70တို့တက်သွားတဲ့အချိန်တွေရှိရင်ဒါပေမဲ့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းမှာ triple a game မဟုတ်ဘူး အဲဆက်ဟို option လေး set တွေလောက်ရလဲနည်းနည်းလေးနည်းတယ်နောက်ပြီး optimization အပိုင်းမှာနည်းနည်းလေးလိုတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ 45.bare minimum 31နဲ့ power အပြည့်ဆုံးနဲ့ဆော့မယ်ဆိုလို့ရှိရင်ရလို့ကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ performance အပိုင်းကိုပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အာတကယ်အားရမိတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော် generation 1နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဟိုတိတိတသားကြီးပို့ပြီးတော့ performance ကအများကြီးပိုထွက်တယ်လို့ကျွန်တော်ပြောချင်တယ်ပေါ့နော် triple a gain နဲ့ reliably ဒီကောင်နဲ့ဆော့လို့ရပြီပေါ့နော်အထူးသဖြင့်ပါလဲဆိုတော့ battery life ကတော်တော်လေးကောင်းသွားတာမဟုတ်လို့ပါပဲ ဆိုတော့ battery ရောက်ပြီဘောနော battery ကိုတုံးတာဒီ ROG Ally X နဲ့ဘောနော်သူက80 watt hour battery ကိုပဲနှစ်ခုလုံးတုံးတာတော့ဒါပေမဲ့ဒီကောင် optimization ပိုကောင်းတယ်လို့ပြောရမှာဘောနော်ဆိုတော့ game ရဲ့ run time လည်းကျွန်တော်ပြပြမယ်ဘောနော် experiment 2ကိုပြောမယ်နော်30 watt mode နဲ့ကျွန်တော်ဆော့မယ်ဆိုလို့ရှိရင်နှစ်နာရီနီးပါးဘောနော်တနာရီမိနစ်90လောက်တိရတယ်ဘောနော်အကြမ်းမြင့်ရဆိုလို့ရှိရင်တော့ triple A title အကုန်လုံးကအဲ့လောက်တိ level လောက်သွားမှာဘောနော်ဒီကောင်ကြီးနဲ့ဆော့မယ်ဆိုလို့ရှိရင်တော့တနာရီနီးပါးလောက်လို့ပြောလို့ရတယ်ဘောနော်အဲ setting နေနေတော့ click ပြီးတော့ဘာညာဘာညာဒီ mini shot မယ်ဘာ shot မညာ shot မယ်လောက်ထားမယ်ဆိုလို့ရှိရင်တော့နှစ်နာရီဝင်းကျင်နှစ်နာရီ ထိုးတဲ့အထိတော့ရရင်ရမှာ17 1နဲ့ဆော့မယ်ဆိုလို့ရှိရင်တော့9 watt အဲ9 watt ကျော်ကျော်လောက်လေးတော့ battery life ကိုနည်းနည်း eco ပို့ပြီးတော့ထပ်တော်အောင်လုပ်နိုင်တယ်ပေါ့နော်ကျောင်းခဏပြောခဲ့ double hand ဆောင်းနဲ့ triple a specialty 33ကိုတွားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ကောင်နံပါတ်3ရပိုအများကြီးပိုခံတယ်ပေါ့နော်တတိယနဲ့ဆော့မယ်ဆိုလို့ရှိရင်3.5မိနစ်လောက်ခံတယ်ပေါ့နော်7 minute 1နဲ့ပေါ့နော်အဲ့ဒါနဲ့ဆော့မယ်ဆိုလို့ရှိရင်တော့4.5နီးပါးလောက်ခံတယ်ပေါ့နော်ဆိုတော့အင်းဒီတိုက်တယ်လေဆိုလို့ရှိရင်အင်းဒီတိုက်တယ်တွေကအများမျိုးရှိတယ်ပေါ့နော် I mean ဟိုတော်တော်များများကြာတော့ maximum gain playing hour လောက်ထိခံတယ်လို့ကျွန်တော်သိထားမိတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော် အဲဆောက်နေတဲ့ဒီအစ်တထွက်တဲ့ indie title လေး savara ဘောနော် monster hunter plus hades ဘောမျိုးပေါင်းထားတဲ့ဟာပါညာလေးအိတ်ကောင်လေးတွေကျွန်တော်တို့ဆော့မယ်ဆိုလို့ရှိရင်ပေါ့နော်4 hour 30 minutes 4နိုင်ခွဲလောက်ထိ maximum အဲ့လောက်ထိခံတယ်လို့ပြောလို့ရတယ်ပေါ့နော်ခံလို့ရတယ်ပေါ့နော် overall ရအဲ့ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တော်တော်လေးသဘောကျမိရတာဗာလဲဆိုတော့ဟုတ်တယ် performance ကတော့ကောင်းလာတယ်ကျန်းလာတယ်ဒါပေမဲ့ဘယ် device မဆို hardware အပိုင်းနဲ့ အဲတခြားပိုင်းဘာပိုင်းညာပိုင်းလေးတွေကောင်းကောင်းလေးထည့်ထားပြီးဆိုလို့ရှိရင် performance က9 9မှာပဲပေါ့နော်တကယ်လို့ပြောမလို့ generation 1ကလည်းသူပါလာတဲ့ spec နဲ့မနိုင်ဘူးလို့ပြောလို့တော့မရဘူးနိုင်တယ်ဒါပေမဲ့ battery life ကတော်တော်ဆိုးတယ်ပေါ့နော် roughly ဘာပဲလို့လို့တနိုင်လောက်ပဲခံတယ်ဆိုတော့အစ3သားလောက်ပို့ပြီးတော့တာနေတယ်ပေါ့နော်အရင် generation နဲ့ပို့ပြီးရှင်းမယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုဒါနဲ့ဒီ ally extent ဒီ overall battery ခံတာကိုရှင်းမယ်ဆိုလို့ရှိရင် ally extent 40%လောက်ကတော့ battery ပို့ပြီးခံနိုင်လို့တွေ့ရတယ်ပေါ့နော် overall ရကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကောင်ကြီးက generation 1ရဲ့ဈေးနဲ့အခုရှင်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရောက်တာကျွန်တော်အခု screen မှာပြတာဒေါ်လာ900ဝန်းကျင်ပဲထားဘယ်တော့တော့ခပ်ပေါ့ပေါ့ laptop နဲ့ရှင်နဲ့တည့်ဝါလို့ရတဲ့ dedicated gaming console တစ်ခုအနေနဲ့ရပြီပေါ့နော် performance ကလည်းကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတော်တော်လေးကိုမိုက်တယ် laptop battery နဲ့ရှင်မယ်ဆိုလို့ရှိရင်လည်းဒီကောင်ရဲ့ gaming အတိုင်းကပေါ့နော် indie တွေဆိုလို့ရှိရင်၄နိုင်ကျော်ရကြမယ် အဲ triple a ဆိုလို့ရှိရင်နှစ်နိုင်ကျော်ပါညာဆိုတော့ laptop နဲ့ねခက်စင်စင်ပဲ laptop နဲ့အထူးတူလောက်ပဲ dedicated ပေါ့နော် premium handheld device တစ်ခုအနေနဲ့ပိတ်သက်လို့ရှာနေတယ်ဆိုလို့ရှိရင် MSI Claw 8 AI Plus ဆိုကျွန်တော်တကယ် recommend လုပ်လို့နိုင်ပါတယ်ပေါ့နော်ဆိုတော့ဖြစ်နိုင်လို့ရှိရင်ကျွန်တော်ကတော့ဒီ review ပေးပြီးဆိုဒီ review ပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဆောက်ပြန်ပေးရပါတော့ဒါမဲ့ကျွန်တော်နည်းနည်းလေးအချိန်ဆွဲပြီးတော့ကျွန်တော်ကျွန်တော်တိတ်နှားလိုက်အောင်ကျွန်တော်ပြန်မပေးခြင်းဘူးတတကင်းတော့ဆောက်လိုက်အောင်